မင်္ဂလာပါရှင် AR ရဲ့တန်လေးစီစဉ်ကနေကြိုဆိုပါရစေ။ဒါချမ်းမြေ့တဲ့အချိန်လေးဖြစ်ကြပါစီဗျာ။ခုနားဆင်ကြမှာက AR ကပတ်စဉ်စီစဉ်တင်ဆက်နေကြစနေသတင်းစကားဝိုင်းအတန်လွှင့်အစီအစဉ်ပဲဖြစ်ပါတယ်။ကျွန်တော်ကရင်းနေပါ။ဒီတစ်ပတ်စကားဝိုင်းမှာပါဝင်ဆွေးနွေးပေးဖို့ဒုခွင့်ရတက်ကြွလှုပ်ရှားသူတူဖြစ်တဲ့မတင်စာရှွန်းလက်ကြီးကို AR ရဲ့စတူဒီယိုကိုဖိတ်ခေါ်ထားပါတယ်။မတင်စာရှွန်းလက်ကြီးဟာ 2012ခုနှစ်ထဲကလူငယ်ရေးပြည်တွင်းငြိမ်းချမ်းရေးဒီတန်ရအုပ်ချုပ်မှုပြုပြင်ရေးလူ့အခွင့်အရေးတွေကိုရှီတန်းကတက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူဖြစ်ပြီးတော့2021ခုနှစ်ဖေဖော်ဝါရီစစ်အာဏာသိမ်းဆန့်ကျင်ရေးငွေဥတော်လိုင်းရေးအတွင်းမှာလည်းအမျိုးသမီးအခွင့်အရေးတွေကိုဒီဇိုင်းမမှတ်ပါဝင်ဆောင်ရွက်နေသူဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဆွေးနွေးချက်တွေကိုဆက်လက်နားဆင်ကြကြပါခင်ဗျာဒီမှာဥုံအနေနဲ့ကျွန်တော်တို့ AR ကိုလာပြီးတော့ interview ပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်ရှိတဲ့အကြောင်းမတင်စားဘူးလို့ပြပါသည်ဟုတ်ဖိတ်ကြားပေးရတော့လည်းကျေးဇူးများကြီးတင်ပါတယ်ဆက်ပြီးတော့တွေ့တွေ့ချင်းစောင့်နေထွင်းနေလို့တော့မတင်ပါနဲ့ဒါပေမဲ့ကျွန်တော်တို့အဲ့လိုမျိုးဟိုစိတ်ဝင်စားစရာကောင်းမဲ့မိကုံလို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့အရင်ဆရာနာမသိခင်ကာလတုန်းကပေါ့မတင်စားဟုတ်လားဒီလူငယ်ရေးရာကိစ္စတွေလူခွင့်ရေးကိစ္စတွေ ဟုတ်လားနောက်ပြီးတော့ဒီတန်တရာအုတ်ချုပ်ရေးဆိုင်ကိစ္စတွေပါရှီတန်းကနေပြီးတော့တက်တက်ကြွကြွတုတ်ရှားတဲ့အခါမှာဟုတ်လားတချို့နိုင်ငံကသတင်းမီဒီယာတွေကမတင်စားဟုတ်လားအဲဒေါင်ဆန်းစုကြည် new ဒေါင်ဆန်းစုကြည်ဆိုပြီးတော့ဟုတ်လားအဲဒေါင်ဆန်းစုကြည်အသေးစားလေးဆိုပြီးတော့မှပြောကြဆိုကြတာကိုကျွန်တော်ကမှတ်မိတာဆိုတော့အဲ့အချိန်တုန်းကဒေါင်ဆန်းစုကြည်အစိုးရရဲ့ဟုတ်လားဘူဝါရတွေကိုမတင်စားဟုတ်လားဝေဖန်နေဟုတ်လားနော် ဟိုလှုပ်ရှားတကြွားသူအမိနဲ့ဝေဖန်တာပေါ့ဆိုတော့အာနာသိမ့်ပြီးတဲ့နောက်ပိုင်းကြတော့ဘုံဆန်းစုကြီးအခုဆိုလို့ရှိရင်ဟာလာဘယ်နေရာမှာချုပ်နှောင်ခံနေရမှန်းတော့မသိဘူးဟာလာအဲ့လိုမျိုးအနေထားဆိုတဲ့အခါမှာကြတော့ဘုံဆန်းစုကြီးနဲ့ပတ်သက်တဲ့အဲမတင်စားရဲ့တဘောတာအပြောင်းလဲများရှိလာတယ်အရင်ဆုံးအနေနဲ့ဆိုရင်ကျွန်တော်ဒီ2016မှတ်မဲ့ရရပေါ့2016ဆိုရင်ကျွန်တော်စပြီးအာနာဒီအဲ မျိုးသမီးရေနောက်ဒီလူငယ်တွေစသဖြင့်ပေါ့နော်စုစည်းမှုတွေလုပ်ကြတဲ့အချိန်မှာဒီဒေါ်ဆန်းစုကြည်ရဲ့အမွေကိုဆက်ခံမဲ့အမျိုးသမီးများဆိုပြီးအမျိုးသမီးဆင်းရဲနေ အဲ့လိုမျိုးတချို့မီဒီယာတွေကဖော်ပြကြတာရှိတယ်။အဲ့ကြမှာလည်းအဲ့မှာလည်းမျိုးသမီး9ဦး6ဦးစသဖြင့်ပေါ့နော်။တော်တော်များများကတော့မြန်မာပြည်အရေးလို့ပြောရင်နိုင်ငံတကာမှာကဒေါက်ဆန်းစုကြူပဲအဓိကတည်ကြတဲ့ခါကျတော့နောက်ထပ်မျိုးဆက်သစ်တွေကဘာတွေလုပ်နေလဲဆိုတာကိုတို့ဖော်ပြခြင်းတဲ့ခါမှာအများနဲ့ချိတ်ဆက်ပြီးဖော်ပြတာကိုကျွန်တော်မြင်ဘူးတယ်ပေါ့။အဲ့တော့အကိုကိုရန်ကတကြွလှူရှားသူအနေနဲ့အာဒီလူငယ်အရေးကိုပြောလာတဲ့အထူးသဖြင့်နိုင်ငံရေးကိုပြောလာတဲ့ခါမှာဟာဒေါက်ဆန်းစုကြူလိုနိုင်ငံရေးလုံးမဲ့လူဆိုတဲ့ သူတို့ရဲ့အတွေးပေါ့နော်ဒါလေးတွေလည်းကျွန်တော်တို့တွေ့ခဲ့ပါတယ်ဆိုတော့အခုကာလအဲ2021နောက်ပိုင်းမှာကျွန်မမျိုးသမီးရေးပေါ့နော်မျိုးသမီးရေး feminist လှုပ်ရှားမှုကိုပို့ပြီးတော့ design မမတ်ပို့ပြီးဆောင်ရွက်လာနိုင်ခဲ့တယ်ပြီးရင်ကျွန်မအရှိကစီနီယာတွေအသီးသီးရဲ့ဆောင်ရွက်မှုတွေကိုလည်းပို့မြင်လာတယ်အဲဒီမှာကိုကိုရိုင်းရဲ့ပြန်သုံးသက်တဲ့အခါမှာအမျိုးသမီးကောင်းဆောင်တယောက်ရဲ့အထူးဖြစ်နိုင်ငံရေးလုပ်တယ်ဆိုရင်ဘလောက်တောင်ခက်ခဲကြမ်းတမ်းနေဆိုတာကိုပို့ပြီးတော့ နားလည်လာတယ်ပေါ့အရင်ကလည်းနိုင်ငံကြီးလောက်တာပဲတော်တော်တော့အမျိုးသမီးဖြစ်မှုဆိုရက်ရှူတော့ကနေဒါကိုဝေဖန်မှုတုံးတက်မှုကိုကျွန်တော်တို့လုပ်ဖို့အတွက်အဲ့လောက်ထိမနီးဆက်ခဲ့ဘူးပေါ့နော်ဆိုရက်အခါမှာအခုချိန်မှာတော့ဒေါန်ဆန်းစုကြည်အပါအဝင်ပေါ့နော်အမျိုးသမီးတွေအများကြီးနိုင်ငံကြီးလုပ်ငန်းလုပ်တယ်ဆိုရက်အော်ဒီအကြောင်းအရာတစ်ချက်ထဲနေတယ်အာဖန်စီချုံအောင်ခံထားရတယ်အသက်သေးတေဆုံးနေရတဲ့အခါမှာဒီမျိုးသမီးရဲ့အားလုံးနဲ့အတူကျွန်တော်တို့အတူရက်တည်တယ်ဒီမျိုးသမီးရဲ့လွတ်မြောက်ရေးဟာကျွန်တော်တို့တော်လန်ရေးရဲ့အာ ောင်းဆိုချက်တစ်ခုဖြစ်တင်နေပေါ့နော်ဒီအခံယူချက်ကနေကျွန်တော်တို့ဒေါဆန်းစုကြည်အပါဝင်အမျိုးသမီးနိုင်ငံရေးသမားတွေအမျိုးသမီးဖြစ်ချင်းကြောင်းမို့လို့ဖိနှိပ်မှုတွေနောက်ခွဲခြားဆက်ဆံမှုတွေနောက်အနာဂတ်ကျွန်တော်တို့နောက်မျိုးဆက်တွေမှာလုံးဝမရှိစေချင်တော့ဘူးဒါကြောင့်မလို့ကျွန်တော်တို့အမျိုးသမီးအရေးကိုပို့လုံလာရတယ်တော့ပြောလို့ရပါတယ်ဟုတ်ဆိုတော့အရင်တော့ကမတင်စားဟာလာဆက်အနာအသိငင်啊ဆိုလို့ရှိရင်ဒီလူငယ်အများစုကဆိုလို့ရှိရင်ဟာလာဒီသူခွေ ပဲဖြစ်ဖြစ်ဟာလာခုနကဒီအဲတခြားနိုင်ငံကြီးကိစ္စတွေမှာပဲဖြစ်ဖြစ်နန်ဗိုင်လန်ခေါ်မှာပေါ့နော်ဒီလက်နဲ့မကင်ဘင်းနဲ့ခုနကတောင်းဆိုလှုပ်ရှားတဲ့လှုပ်ရှားမှုတွေလုပ်ခဲ့ကြတော့ဒါပေမဲ့ဒီဘက်ဆရာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာလူငယ်လူငယ်အများစုဟာလာဒီနိုင်ငံကြီးကိုစိတ်ဝင်စားကြတဲ့လူငယ်အများစုလူခွေနဲ့ပတ်သက်ပြီးတော့တက်ကြွလှုပ်ရှားတဲ့လူငယ်အများစုဟာ လက်နဲ့ကင်ပြီးတော့ဟာလာဒီစစ်တပ်ကိုတော်လှန်ကြတော်လှန်ခဲ့ကြတာပေါ့နော်တော်လှန်ခဲ့ကြတယ်အခုဆိုလို့ရှိရင်ဟာလာဒီအနှစ်ကာလအတွင်းဝင်လာပြီပေါ့နော်ဆိုတော့တိတ်မကြသေးဘူးကျွန်တော်တို့ကြားလာရတယ်အဲ့ဒါဒီကောင်းဆောင်ဥပမာဟာလာအမောင်ဆောင်ခါဆိုလို့ရှိရင်တော်လှန်ရေးကဆက်ပြီးတော့အော်ကြရှိမယ်ဆိုတဲ့သဘောမျိုးပေါ့အမြဲမပြီးနိုင်တော့ဘူးဆိုတဲ့သဘောမျိုးပြောလာတွေ့တယ်တခြားလူငယ်ကောင်းဆောင် အနေနဲ့အဲ့လိုမျိုးစပြောလာတယ်ကြားရတယ်ခါမှကျွန်တော်မတ်တလာကိုအခုဒီလူဦးတော်လှန်ရေးရဲ့ချီရီကိုဘလို့သုံးသပ်ခြင်းလဲအဲကျွန်တော် non violence violence ဆိုပြီးပြောရရှိသလို m and m ပေါ့နော်လက်နဲ့ကိုင်းလက်နဲ့မကိုင်းပေါ့စသဖြင့်ဟိုစုပြောကြတဲ့အခါမှာကျွန်တော်အများအားအားထောက်ပြပြောဆိုတာကကျွန်တော်မြန်မာနိုင်ငံရဲ့နိုင်ငံကြီးကအဲ့လိုနှစ်ခုအဲတစ်ခုပြီးမှတစ်ခုဖြစ်သွားတာမျိုးမဟုတ်နေဘူးအဲကျွန်တော် အဲနောက်နောက်ကဘာလဲပြောတာရှိရယ်မြန်မာမြန်မာနိုင်ငံကြီးဟာအခုပြောင်းလဲသွားပြီအရင်က non violent အခု violent နေဖြစ်ကုန်ကြပြီဆိုတဲ့ဟာမျိုးပြောတာများတယ်ကျွန်တော်တို့မြင်ကြတော့မြန်မာနိုင်ငံမှာအရင်ကတည်းကလက်နက်ကင်ဒေါ်လာရရှိပြီးသားကျွန်တော်တို့အာလွတ်လပ်ရေးရဖို့တော့လက်နက်ကင်ပြီးဒေါ်လာခဲ့ကြရတယ်ဆိုတော့ဒါတွေကအများနဲ့ဆက်ဆက်ပြီးနောက်ဆက်တွဲမှာဆိုလဲကိုယ့်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအတွက်လက်နက်ကင်ပြီးဒေါ်လာခဲ့ကြတာကနှစ်ပေါင်းဆယ်စုနှစ်ချီเนาะရာစုနှစ်နီးပါးရှိတော့ဒါတွေအားလုံးထဲမှာမှာ ဆိုတာပြောရဲအကြမ်းမဖက်အာနိုင်ငံရေးအန်တူးမှုလို့ကျွန်တော်တို့သုံးတယ်အကြမ်းမဖက်တို့အကြမ်းဖက်တို့လို့ဆိုရတဲ့နိုင်ငံရေးအန်တူးလုပ်ငန်းတွေကိုဒီလက်နက်မကိုင်းနိုင်တဲ့ပြည်သူတွေနဲ့အတူလုပ်တဲ့လုပ်ငန်းစဉ်ဒီလုပ်ငန်းစဉ်ကပို့ပြီးတော့ကြီးမားကျယ်ပြန့်လာတာက2000 1988နောက်ပိုင်းကျမှပဲကျွန်တော်တို့အဲ့ဒါကိုပို့သိလာတယ်ဟာလက်နက်မကိုင်းနဲ့လုပ်လို့ရပါလားလက်နက်မကိုင်းမဲနဲ့အခြားနည်းနဲ့လဲတော်လွန်လို့ရပါလားလက်နက်မကိုင်းနိုင်တဲ့အမျိုးသမီးတွေလက်နက်မကိုင်းနိုင်တဲ့အမျိုးသားတွေလုပ်လို့ရတဲ့လုပ်ငန်းတွေအများကြီးရှိပါတယ်ဒါကြီးကလဲတော်လွန်ရေးကိုအားပြေပါလားဆိုရယ်စဉ်းစားချက်ကိုပို့ရလာတယ်ပို့ပြီးတော့ကျွန်တော်ပြည့်စုံလာတယ်အဲ့တော့တော်လွန် င်းရဘယ်လိုမြင်လာလဲဆိုတော့ဒီနောက်ပိုင်း2021နှစ်ဦးတော်လိုင်းဆိုပို့ပြီးတော့ပြည့်စုံပြီးတော့ဘယ်လိုမယ်ကုံလုံမှုရှိလာတာကဘာလဲဆိုရင်ကျမတို့ကလက်နက်ကင်မှပဲတော်လန်ရေးလို့မမြင်တော့ဘူးလက်နက်မကင်ဘဲနဲ့လဲတက်ထဲကနေတော်လန်လို့ရတယ်ဖျဲသီးလုပ်ပြီးတော်လန်လို့ရတယ်ဆိုတော့အဲ့အတွေးခေါ်တွေကဘာဖြစ်လာလဲဆိုတော့ကျမတို့ဟိုမြေကြီးတစ်စက်အသွင်သွင်စီးဖို့အတွက်ချောင်းငယ်လေးတွေကစမ်းချောင်းလေးတွေကရေတွေကလေး ဟိုတဏျာတဲ့ကိုတဏျာတဲ့ကိုကိုနီးကိုဟန်နဲ့စီစဉ်သွားကြသလိုမျိုးကိုခံယူရတယ်အဲ့တော့အဲ့မြင့်ကြီးကပို့ပြီးအားကောင်းလာတယ်ပို့ပြီးတော့တွင်တွင်ဖြစ်လာတယ်ဘာလို့လဲဆိုတော့အဲ့ချောင်းငယ်လေးတွေအများကြီးကကိုနီးကိုဟန်နဲ့ကိုနိုင်နာကိုလှုပ်ပြီးတော့နည်းနည်းလေးပဲဖြစ်စေတသေးလေးပဲဖြစ်စေကိုနီးကိုဟန်နဲ့စီစဉ်လာကြတယ်ဆိုရဲအမြင်ကိုမြင်နေပေါ့အဲ့တော့ကျွန်တော်တို့2021တွေဦးတော်လိုင်းစတော့ကျွန်တော်တို့အဲတက်ကြွလှူရှားသူလူငယ်တွေကြားထဲမှာအမျိုးသမီးတွေကြားထဲမှာဆွေးနွေးကြတာရှိတယ်ဘာလဲဆိုတော့ဘယ်လိုလုပ်ကြမလဲစိုးစိုးကတော့ရွေးကောက်ပဲပြန်လုပ်မယ်လို့ပြောပြီးသားပြန်လုပ်ပေးမယ် အဲ့သူတို့ရဲ့ဟို promise ကရှိတယ်သူတို့လုပ်ပေးမယ်အခုသူတို့ဒါပြီးခဲ့တဲ့ရွေးကောက်ပွဲကိုပြန်စီစစ်ချင်တယ်ပြန်ပြီးတော့တုံးသက်ချင်တယ်စသဖြင့်ပေါ့ဘလို့ပဲအကြောင်းပြချက်ပေးပေးကျမတို့မကြိုက်နေရပါလဲဆိုရင်စေအောင်စုသည်သူတို့မကြိုက်တဲ့အချိန်မှာကစားပွဲကိုရက်ခွင့်ရှိနေတယ်အဲ့ကစားပွဲရဲ့စီးမြင်တွေသူတို့ကိုယ်တိုင်ချခဲ့တယ်2000အောက်ကချခဲ့တယ်ပြီးရင်အဲ့ကစားပွဲကိုမကြိုက်တော့တဲ့အချိန်မှာရက်လိုက်တယ်ကစားပွဲမှာပါနေတဲ့ဒီသူတို့ရဲ့ player တွေကိုပြစ်ထည့်တယ်ထည့်ချင်တယ်သူကိုထည့်လိုက်တယ် ထောင်ထဲထဲတဲ့သူထဲတယ်ဖမ်းတဲ့သူဖမ်းလိုက်တယ်တတ်တဲ့သူတတ်လိုက်တယ်တချို့လူတွေထားထားပြီးတယ်ဒါတွေအားလုံးကြည့်ရင်ဒီဂိမ်းကစားပွဲကြီးကသူတို့လက်ထက်မှာပဲရှိနေအောင်မြင်ရတာကကျွန်တော်တို့လူငယ်တွေအတွက်စိတ်ဆိုးဒေါသထွက်စရာဖြစ်တယ်အဲ့တော့အဲ့တစ်ခုလုံးကိုတွေးတဲ့တခြားမလို့ကျွန်တော်တော်လန်တဲ့အခါမှာလူဦးတော်လန်ရေးဆိုတဲ့နာမည်ကိုစတက်လိုက်ပြီးဆိုကြတယ်ကကျွန်တော်တို့လူငယ်တွေเนาะဒါဟုတ်တက်တဲ့လူတိုင်းလူတိုင်းอ่ะရင်ထဲမှာအကြီးခံစားချက်ရှိအဲ့ဒါဘာလဲဆိုတော့တော်လင်းကဟိုတစုံတစုနှစ်စုပဲဆန္ဒပြလိုက်ုံနဲ့ပေါ်လာတာမဟုတ်တော်လင်းကြီးဆိုတာစနစ်ကိုသွားမှာ တော်လိုင်းဆိုတာဆက်နေပြောင်းလဲတော်လိုင်းဆိုတာကျမတို့မျိုးဆက်တွေကိုပါရင်ရတော့မယ်ဆိုတော့အတိကရှိပြီးသားအဲ့စကလုံးကိုရေးလိုက်တိုင်းရေးလိုက်တိုင်းအဲ့ဒီတာဝန်ယူမှုတာဝန်ခံမှုခံစားရတယ်အဲ့ဒီသူ့ရဲ့လေးနက်မှုကိုကျမတို့နားလေဒါကြောင့်မို့တော်လိုင်းဆိုတဲ့စကလုံးစသုံးကလေးကနှစ်ပေါင်းများစွာကြာနိုင်တယ်ဆိုတော့ကျမတို့သိပြီးသားဖြစ်တယ်ပေါ့နော်လူငယ်တွေနဲ့ခေါင်းဆောင်နေကြတဲ့မှာဒါနားလေပြီးသားဖြစ်တယ်နောက်တစ်ခုကကျမတို့က၅နှစ် 3နှစ်4နှစ်ဆိုတာထက်ကျွန်တော်စနစ်အပြောင်းလဲဖြစ်တော့အဲ့စနစ်အသားကျဖို့လိုရမှာရှိရယ်စနစ်ဆိုတာဘာလဲစတင်ဖန်တီးရမှာရှိရယ်စနစ်ကိုစပြီး imagine လုပ်ရမယ်ကျွန်တော်တခါမှမတွေးဘူးတွေးဘူးခဲ့ရင်တော့မှစစ်တက်ကအမြဲတမ်းကျွန်တော်တို့ share လုပ်လိုက်တယ်ကျွန်တော်တို့တွေးတဲ့အတွေးကိုဖိုလ်လို့မလုပ်ရအောင်ဒီလိုမလုပ်ရအောင်အာငင်းချမ်းရေးတော့မှလွတ်လွတ်လပ်မတွေးရအောင်ကိုလိုချင်တဲ့ငင်းငင်းကိုလွတ်လွတ်လပ်ပြောပိုင်ခွင့်မရှိခဲ့ဘူး စစ်တပ်ကအမြဲတမ်းပုံဝင်ချက်မှာရှိနေတယ်။သူတို့ကချပီလမ်းကြောင်းကိုကျွန်တော်တို့မြင်လိုက်ရတယ်။ဒီကာလမှာပါကျွန်တော်တို့စပြီးတော့ဖန်တီးဝင်ရတဲ့ဟာမှာအချိန်တွေအများကြီးလိုမှုမယ်ဆိုတော့ကျွန်တော်တို့သိပြီးသားဖြစ်ပါတယ်။ကျွန်တော်တို့ပြည်သူတွေနောက်ထူးသဖြင့်လူငယ်တွေပေါ့နော်။လူငယ်တွေအနေနဲ့လူငယ်ကောင်းဆောင်တွေနဲ့တော်လိုင်းမှာပုံဝင်တဲ့သူတွေအနေနဲ့ကအဲ့ဒီခံယူချက်နဲ့ပဲမောင်းနှင်ဖို့အရှိရကို88မျိုးဆက်တွေဘလို့ခံယူခဲ့ကြတယ်လဲဘလို့တော်လန်ခဲ့ကြလဲဆိုတာလည်းအမြဲတမ်းတင်ယူရယ်ပေါ့နော်ဒီလိုနည်းနဲ့ဆက်သွားနေပါတယ်လို့ပြောချင်ပါတယ် อืมတော့မတင်ပြောတဲ့အထက်မှာလည်းပါတယ်ဟာလာဒီစစ်တပ်ကနေပြီးတော့အခုကတော့ရွေးကောက်ပွဲလုပ်ပြီးတော့ပါပေါ့နော်ဆိုတော့အဲတိုက်ခံတော်တော်များများကလည်းဒီရွေးကောက်ပွဲကခုနကရှမ်း election ပေါ့နော်အတူရောက်ရွေးကောက်ပွဲဆိုပြီးတော့အာဆန့်ကျင်ကြရတယ်။အမတင်စားဆိုလဲအဲ့လိုခုဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့စာတမ်းတစ်စောင်ယူယူထားတယ်ဆိုတော့ကျွန်တော်သိရတာ။ဆိုတော့မေကွန်းကရွေးကောက် ပွဲစန့်ကျင်ရေးဘာကြောင့်လုပ်ရတာလဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တချို့တွေကလည်းပြောနေတာတကယ်လို့ဒါအဲ့လိုမျိုး fancy ချုပ်နှောင်ခံထားတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တကွာနိုင်ငံချင်းသားတွေလှုပ်ပေးပြီးတော့ NLD အပါအဝင်တခြားဒီမိုကရေစီပါတီတွေပါခဲ့မယ်ဆိုရင်ဒီရွေးကောက်ပွဲကအစ်စ်မှန်ဖြစ်မယ်ဆိုတဲ့သဘောမျိုးပြောနေကြတဲ့ခါမှကြတော့ဆိုတော့မတင်စားတော့ဘယ်လိုအဲ့ဒါကိုပုံမှန်ပြောကြတယ်ကျမတို့ဒီ အာရွေးကောက်ပွဲစန့်ကျင်ရေးလုပ်ငန်းဆိုပြီး2022မှာစတင်ပြီးတော့အင်အားစုတွေစုကြရဲဆောင်ကြရဲအဲ့မှာစတင်စုဖွဲ့ရတဲ့မှာဆို KNU KNPP WLB နောက် GSC ပေါ့ကျွန်မဆို GSC ကတပိတ်ကော်မတီဝင်ဖြစ်ပါတယ်ဆိုတော့နောက်အခြားသောအရပ်ဖက်အဖွဲ့အစည်းတွေနောက်နိုင်ငံရေးပါတီ၃ဖွဲ့လောက်ပေါ့နော်၃ဖွဲ့လောက်ရဲ့ကျောက်စုပြီးတော့စုံပြီးတော့စကားတွေပြောကြတဲ့အခါမှာအထူးသဖြင့်ရွေးကောက်ပွဲဘာလို့စန့်ကျင်ရမှာလဲဆိုတော့ကျွန်တော်ပြည်သူတွေကိုမေးရင်လည်းပြည်သူတွေကဒါရီလာမပြောနိုင်နဲ့စန့်ကျင်ပြီးသားဟုတ်တယ်ကျွန်တော်ပြည်သူတွေမှာသိပြီးသားဒါပေမဲ့စန့်ကျင်မှုကိုဘာကြောင့်ခေါင်းစဉ်တက်ပြီးလုံးဝမလဲ ဲဆိုကျွန်တော်တို့အာ viewer မြောက်ကိုစဉ်းစားရပါတယ်။ဘာဖြစ်လဲဆိုတော့ရွေးကောက်ပွဲဆိုတဲ့စကားလုံးကအရန် tricky ဖြစ်တယ်။ tricky ဖြစ်တယ်။ဟိုအလွဲတကူအယူလုပ်ခံရနိုင်တဲ့အတုံးနှုံးတွေဖြစ်တယ်။အဲ့တော့ရွေးကောက်ပွဲလို့ပြောရင်ဒါ non violent စကားလုံး။သူကစစ်ပွဲလို့ကြီးညာတာမဟုတ်ဘူး။ရွေးကောက်ပွဲကြီးညာတာဒီစစ်ပွဲကြီးညာတာမဟုတ်နေတဲ့အခါမှာတိုက်ရတဲ့တိုက်တိုက်ပုံတိုင်းဒီ viewer ကပြောင်းလဲရှိလိုက်မယ်။ပြောင်းလဲရှိမှရတော့မယ့်အနေထားဖြစ်တယ်။အဲ့မှာနောက်တစ်ခုကစေအုပ်စုကလာတိုင်းဒီပါသူတို့ကောင်းဆောင်ပြောင်းလဲ။အမြဲတမ်းလူချင်းကစားနေတယ်။ အခုရွေးကောက်ပွဲလဲနောက်ထပ်လူချင်းပါပဲကျွန်တော်တို့ကဘာမှမထူဆန်းဘူးအရင်ကလည်းလူချင်းနဲ့နောက်လည်းလူချင်းပဲသူကြိုက်တဲ့သူကိုထုတ်လိုက်ထိတ်လိုက်တွေလုပ်နေတာအခုမှမဟုတ်ဘူးအခုကရွေးကောက်ပွဲဆိုရဲခေါင်းစဉ်နဲ့လုပ်တော့မှာအဲ့ဒါကအထူးသဖြင့်အနောက်နိုင်ငံတွေနဲ့အိန္ဒိယနိုင်ငံတွေအတွက်ကစိုးစုကိုအာအတိမတ်ပြုဖို့အတွက်လမ်းစာများပြဖြစ်သွားနိုင်သလားဆိုရဲဆိုရင်လည်းရှိရဲ့နောက်သူတို့အရင်ကလည်းလုပ်နေတဲ့မတရားမှုကနှစ်ပေါင်းများစွာ အဲ့အခုလိုပေါ့နော်လာပေါင်းများစွာပြည်သူရဲ့နစ်နာမှုတွေနာကျင်မှုတွေနောက်ဆက်တွဲမှာဒါဝဲလက်ခံလိုက်တော့မယ်ဆိုတဲ့အနေထားကနေကျမတို့တော်လန်ကြီးကိုအနောက်အဆက်ဖြစ်လာမှာဆိုလို့ကျမတို့တော်လန်ရက်သွားကြအကြောင်းမရှိဘူးလှုပ်ဆရာရှီယာလုံနေကြမယ်ဆွမ်းလာပြောရဲခံယူချက်တွေပေါ်မှာခြေခံတာဖြစ်တဲ့အကြောင်းမလို့အဲ့တော့အဲ့ဒီရွေးကောက်ပွဲစန့်ကျင်ရေးမှာအခြေခံကြတဲ့နိုင်ငံရေးရည်တည်ချက်စာတမ်းကိုကျမတို့ဒီနှစ် ဖေဗူအရီမှာပထမဆုံးအကြိမ်ပြင်ပကိုထုတ်ပြန်ခဲ့ပါတယ်။အရှိမလဲကျမတို့အဲ့ဒီအင်အားစုကအစုဖွဲ့20ကျော်ရှိပါတယ်။ကျမတို့ဟိုးကချင်ပြည်ကနေဟိုးတနင်္သာရီကနေရှိနေတဲ့အစုဖွဲ့တွေအားလုံး20ကျော်စုဖွဲ့ပြီးတော့ပြုပြုစုထားကြတာဖြစ်တယ်။အဲ့ဒီရွေးကောက်ပွဲကြီးညာအဲ့အရေးကောက်ပွဲကိုစန့်ကျင်တဲ့နိုင်ငံရေးရည်တည်ချက်စာထဲမှာအကြောင်းအရာ၅မျိုးပါတယ်။အဲ့ဒီအကြောင်းအရာ၅မျိုးထဲမှာ၃မျိုး၃ချက်ကတော့အဓိကအကြဆုံးဖြစ်တယ်။အဲ့ဒါဘာလဲဆိုရွေးကောက်ပွဲကိုကျမတို့နိုင်ငံရေးရစန့်ကျင်တယ်စိုးစွေရွေးကောက်ပွဲကိုနိုင်ငံရေးအရနိုင်ငံရေးစဉ်းစားချက်နဲ့ဆန့်ကျင်တယ်ဒုတိယတစ်ခုကရွေးစိုးစွေရွေးကောက်ပွဲကို တရားဥပဒေလမ်းကြောင်းအရာကိုစန့်ကျင်တယ်။တရားဥပဒေလမ်းကြောင်းနောက်ဆုံးတစ်ခုကတော့စစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုတရားမျှတမှုအတွက်စန့်ကျင်ပါတယ်။ဒီသုံးချက်ကကျွန်တော်တို့အဓိကအကျဆုံးဒီ position ရည်တည်ချက်ဖြစ်တယ်။အထက်မှာမှဖက်စစ်ရွေးကောက်ပွဲတပိမောင်ဖယ်ရယ်လန်းကိုရေးရဲရှောက်ဆိုတာပြည်သူတွေနှစ်ပေါင်းများစွာတော့ဒါဒီစဉ်းစားချက်ကိုသူတို့ပြင်ဆင်လာခဲ့ကြတာဖြစ်တယ်။ဆိုတော့အဲ့ဒီအဲ့ဒီ motto ပေါ့နော်ဒီကောင်းစဉ်ကိုလည်းကျွန်တော်တို့ကအားပေးထောက်ခံတယ်။ နောက်တစ်ခုကတော့ဆေးဥစွေရွေးကောက်ပွဲဒီငိမ့်ချမ်းကြီးကိုမတီဆောက်နိုင်ဆိုတဲ့ position ဖြစ်ပါတယ်။ဆိုတော့တတော်များများကတော့ငိမ့်ချမ်းကြီးကိုပြောတဲ့အခါမှာရွေးကောက်ပွဲဒီဒါ entry point ဖြစ်နိုင်တယ်ဆိုရယ်စဉ်းစားချက်ရှိရင်ဒါကိုလည်းကျမတို့ကညင်ချက်ထုတ်ထားတယ်ဆိုတော့အဲ့ position paper ကိုကျမတို့အတိုင်းဝိုင်းအတီးတီးနိုင်ငံတွေကအစိုးရအတီးတီးကိုလည်းဖြန့်ထားပြီးသားဖြစ်တယ်။အဓိကကတော့ကျမတို့ရဲ့နိုင်ငံရေးရည်ရည်ချက် တူညီရဲ့အစုဖွဲ့တွေပြုစုထားတာဖြစ်တော့ကြံတဲ့အင်အားစုတွေကိုလည်းကျွန်တော်တို့ချင့်ကပ်ပြီးတော့ဓာတ်တွေကိုဖြန့်ဝေးတာသူတို့နဲ့တိုင်ပင်တာစနီးနှောတာတွေယနေ့အချိန်ထိလုပ်နေစေဖြစ်တယ်ကျွန်တော်မြင်တာဆေးဥစုပြီးကောက်ပေးတာလုပ်မှာပဲသူတို့ကဘလို့ဖြစ်ဖြစ်လုံးမှာသူတို့မှလုံနိုင်တဲ့အနေထားရှိရဲရင်းမြစ်ရှိရဲသို့တော့သူတို့လုံးလို့မရတာကအဲ့ရွေးကောက်ပွဲကနေထွက်လာတဲ့အကြောင်းအရာဒီမြန်မာနိုင်ငံအတွက်ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်မယ်ဆိုတော့မဖြစ်နိုင်ဘူးနောက်တစ်ခုကကျမတို့နိုင်ငံရဲ့နိုင်ငံရေးအဖြစ်ကိုမရောက်ဘူးနိုင်ငံရေးအဖြစ်ကိုမရောက်တဲ့အတွက်ကြောင့်ကျမတို့အဖြစ်ကိုဆက်ရှာရမယ်ကျမတို့တော်လိုင်းကြီးကနိုင်ငံရေးအဖြစ်ကိုရောက်ရောက်တဲ့ထိသွားရမှာဖြစ်ပါတယ် မတင်တာပထမဆုံးမိကွန်းမှာပြောခဲ့တဲ့မျိုးသမီးကြီးကကိစ္စပေါ့နော်ဆိုတော့ဒီဘက်ဆက်အနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာမတင်တာပို့ပြီးတော့ဒီမျိုးသမီးကြီးကကိစ္စတွေပေါ်မှာပို့ပြီးဆောင်ပေးပြီးတော့လှုပ်လာတာတွေ့ရတယ်ဟာ sister to sister page တွေပါခေါင်းတာလည်းကျွန်တော်တို့မြင်ရပါတယ်ဆိုတော့ ဆိုမေကွန်းကကျွန်တော်မေးချင်တာကဘာလဲဆိုတော့တော်လှန်ခုနကဟိုမတ်တင်စာပြောတဲ့အထက်မှာလည်းပါတယ်အဲ့ဒါတော့မျိုးသီးဝါဒပေါ့ဟာလာဖီမနီဇင်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တော်လှန်ရေးမှာဘလောက်ထိအရေးပါတာလဲပေါ့နော်ဘာလို့လဲဆိုတော့ဥပမာအဲပြောရမယ်ဆိုလို့ချင်းတိတ်မကြသေးဘူးဟာလာဒီတက်ကြောက်လောက်ရှားသူတူဖြစ်တယ်ကိုနန်းလင်းဆိုလို့ရှိရင်ဟာလာဒီအမျိုးသမီးမပါတဲ့ဆွေးနွေးပွဲတစ်ခုကိုတက်လို့ဆိုပြီးတော့သူ့ရဲ့သက်ဆိုင်ရာအ အဖွဲ့အစည်းရနေပြီးတော့အရင်ယူတာခံလိုက်ရတဲ့တဲ့င်းကျွန်တော်တို့တွေ့ရတာဒါပေမဲ့တစ်ဖက်ကလည်းအဲ့လိုမျိုးပေါ့အငင်းပွားနေတဲ့ဥစ္စာဒီဟာကဘလောက်ထိအရေးပါလို့လဲပေါ့တော်လိုင်းအိမ်မှာတော်လိုင်းအိမ်မှာဒီနေရာကြည့်လို့ရှိရင်အကုန်လုံးကမြူသားလူငယ်တွေများတယ်ဆိုတော့ယူဆချက်တွေနဲ့အဲ့လိုမျိုးငင်းခုန်ကြတာလည်းရှိနေတဲ့အခါမှာကြတော့ဆိုတော့မိကွန်းကခုနကတော်လိုင်းအိမ်မှာဖီမနီဇင်ကဘယ်အခန်းကဏ္ဍကနေပါနေလဲ အာကျွန်တော်တို့ဘာကြောင့်တော်လန်ကြရလဲဆိုတော့အခြေခံအကြဆုံးမိကွန်းကြည့်မယ်ဆိုရင် feminism ကအဓိကကြားထဲမှာပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့တော်လန်ရင်းလို့ပြောရင်ဘာကိုတော်လန်တာစနစ်ကိုတော်လန်တယ်စနစ်ကိုပြောင်းချင်တယ်။ကိုပြောင်းမဲ့စနစ်ကဘာလဲလို့ကျွန်တော်တို့သုံးသပ်တဲ့အခါမှာမြန်မာနိုင်ငံရဲ့စစ်အာဏာရှင်စနစ်ကိုတတ်ဆိုးရှည်စီတဲ့အယူဝါဒတွေထဲမှာမဟာဖူဝါဒပါတယ်။မဟာဖူဝါဒသည်စင်စက်မပြတ်ကျွန်တော်တို့ပြည်သူတွေအားလုံးကိုထိခိုက်စေခဲ့တယ်။မဟာဖူဝါဒလို့ပြောရင်အမျိုးသမီးကိုပဲထိရလို့မြင်ကြတယ်။ အမျိုးမဟာဘွားရအမျိုးသမီးရဲ့ရံဘတ်ဖြစ်တယ်သို့တော့အမဟာဘွားရဒီအမျိုးသားတွေရဲ့ရံဘတ်လည်းဖြစ်တယ်ဆိုတော့ဒီမဟာဘွားရကိုကျမတို့ကရိုက်ချိုးမှသာလဲစစ်အာဏာရှင်စနစ်ကအမြင့်ပြမယ်အဲ့အမြင့်ပြတ်တဲ့အခါမှာဒီကျွန်တော်နိုင်ငံရဲ့ရည်ရှိသွားမဲ့ဒီမိုကရေစီရဲ့ဖက်ဒရယ်တွေကိုပြောရမယ်ဆိုရင်ကျွန်တော်တို့ကဟိုအပင်ကောင်းနေပောက်ဖို့အတွက်မြေကြီးကို ပြင်ရတဲ့အနေထားမှာအဲ့ feminism ကိုနားလည်မှုကအခြေခံအကျဆုံးဖြစ်တယ်။မဟာဘူဝါရောက်ကိုဆိုတော့ကျမတို့ဒီကိုယ်အပင်မျိုးတက်စီမဲ့เนาะသေစီမဲ့ဒီဟို viral အဆိုးတွေပေါ့เนาะဒီပိုးကောင်အဆိုးတွေကျမတို့ဖယ်ထုတ်ရတယ်ဆိုတဲ့အထက်မှာအဲ့ဒါအခြေခံအကျဆုံးဖြစ်တယ်။အဲ့တော့စောကပြောတယ်ဘာကြောင့်တော်လိုင်းရှိကြရမှာလဲရှိကြဖို့လိုနေရလဲဆိုရင်ကျမတို့ရဲ့နားလည်မှုဖြတ်သန်းမှုအရာစောကပြောတယ်အယူဝါဒတွေကိုနားမလည်နေခြင်းအယူဝါဒတွေကိုနားလည်ပြီးမဲ့လက်တွေ့မလုံးမလုံးဆောင်ခြင်းเนาะလက်တွေ့လုံးဆောင်တော်ညာ အာနောက်ဆက်တွဲအေးအေးယူမှုကင်းမဲ့ခဲ့ခြင်းဆိုတော့ဒါတွေကအာကျွန်တော်တို့တော်လိုင်းကိုသဆိုးရှိစေတာအဲ့တော့ကျွန်တော်တို့တော်လိုင်းကိုမမြန်ပြက်ချင်နေဆိုဆောင်းနာကိုယူဝါရပါလဲမြင်ရမယ်ကိုဘာကြောင့်ဒီယူဝါရကိုလက်ခံတာလဲလက်မခံတာလဲဆိုရှင်းအောင်နားလည်ထားဖို့လိုတယ်နားလည်ထားလို့လက်တွေ့ကြင်ကြံရမယ်လက်တွေ့မကြင်ကြံနိုင်တဲ့သူအေးအေးယူပြရမယ်အ ਨੇ သောအေးအေးယူပြရမယ်အခုကိုနန်းလင်းကိုသူ့အုပ်စုကအေးအေးယူပြလိုက်တာဒါပဲဖြစ်တယ်လူငယ်တွေကအဲ့ကိုသွားနေပြီ ဲ့ကိုသွားနေပြီအဲ့ကိုမလိုက်နိုင်တဲ့သူတွေအများကြီးရှိအောင်ကျွန်တော်မြင်ရတယ်အဲ့လိုမြင်ရတော့လဲကျွန်တော်တို့စိတ်မပြတ်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီလိုမြင်လာရတော့ကကျွန်တော်တို့ဘာလုပ်ရမလဲဆိုပူပေါ်စေတယ်ကျွန်တော်နိုင်ငံမှာဘာလို့အဲ့နေရပူပေါ်စေပါလဲအဲ့လိုပေါ်နေတဲ့ပေါ်လာနေတဲ့ပြဿနာတွေကိုလိုက်ဖြေရှင်းရှင်းအဖြေကျွန်တော်တော်လိုင်းရပို့ပြီးတော့မြင်မြန်ဆန်းဆန်းခီးရောက်နိုင်မယ်လို့ကျွန်တော်မြင်နေပေါ့နော်ဆိုတော့အာဖီမနီဇင်ကဟိုတစုံနဲ့မျိုးမျိုးအတွက်ပဲလို့တွေ့တာမဟုတ်ဘူးဆိုတာလည်းပြောချင်တယ်ဂျန်ဒါအားလုံးအတွက်ကျွန်တော်လူတစ်ယောက်မှာ ဂျန်တာကျွန်တော်တို့ကိုယ့်ကိုဘယ်လိုဖော်ပြလဲဘာဝင့်လဲကိုကဘယ်လိုခံယူလဲဘသူ့ကိုအာသဘောကျလဲဒါတွေအလုံးကလူတယောက်ထဲမှာတယ်တနေ့တနေ့မတူဒီနေ့ဒီလိုဝတ်တယ်နောက်နေ့ဟိုလိုဝတ်တယ်အဲ့လိုမတူနေတဲ့အရာတွေကိုအတင်းအဓမ္မဘောင်ထဲကိုကန့်တတ်ဖို့စူးစမ်းနေရမဟာဖွာရာထဲမှာပါနေတယ်ဒါတွေကိုကျွန်တော်တို့ကလူတယောက်ရဲ့ဖြစ်တည်နိုင်စွမ်းအားတွေကိုဖွင့်ပေးပါကျွန်တော်တို့နိုင်ငံရဲ့ဖြစ်တည်နိုင်စွမ်းတွေကိုဖွင့်ပေးပါကျွန်တော်တို့နိုင်ငံဖယ်ရယ်လုံနိုင်တယ်စစ်တပ်ကလက်မခံဘူး ဖယ်ရယ်နေလို့သွားလို့မရအောင်ဖယ်ရယ်သွားရင်နိုင်ငံကြီးကပြိုကွဲသွားမယ်အတင်းပေါင်ထဲမှာကတ်ပြီးတော့တနိုင်ငံနဲ့ဖြစ်ကိုဖြစ်ရမယ်တဘာသာနဲ့ဖြစ်ကိုဖြစ်ရမယ်ဘာသာအယူဝါဒတစ်ခုလည်းဖြစ်ရမယ်ဆိုတာပေါင်ထဲကိုအတင်းကန့်တတာဖော်ရတာပဲဆိုတော့ကျမတို့ကအဲ့ဒါကိုအမြင့်ကနေစတော်လန်ခါမှာကိုကိုတိုင်းကအဲ့ဒါကိုတော်လန်နိုင်ရမယ်ကိုကိုကိုတော်လန်ရမယ်အဲ့ဒါကကျမတို့တော်လန်ရဲ့အခြေခံဟွာပေါ့တီလာပေါ့နော်အခြေခံတီလာအခြေခံကျုပ်ဝတ်တွေဖြစ်လာရမယ်အဲ့ဒါမှသာလေကျမတို့ကအာ ကိုယ့်ရဲ့လုပ်ငန်းစောင့်တာမှန်သမျှအဲ့ဘောင်ထဲမှာပဲအဲ့ဒီဆွမ်းလာပြောတယ်ကျွန်တော်တို့စဉ်းစားချက်ထဲမှာပဲသွားပြီးအကျုံးဝင်သွားမယ်မဟုတ်လို့ကတော့ကျွန်တော်တို့အများန်းအစုဖွဲ့တွေကြံခဲ့မယ်အင်အားစုတွေကြံခဲ့မယ်ဟိုအုပ်စုကိုထားခဲ့ဒီအုပ်စုကိုထားခဲ့အခုလိုအမျိုးသမီးလို့ပြောရင်အမျိုးသမီး issue ကမြန်မာနိုင်ငံမှာအမျိုးသမီးဟုခံယူထားသောအမျိုးသမီးဟု register လုပ်ထားတဲ့စမ်းသပ်အရာဆိုရင်ကို90ကျော်တယ်90ရာခိုင်နှုန်းကျော်တယ်ဒီအုပ်စုတွေအတွက်တော့ကျွန်တော်တို့မလုပ်ပေးနိုင်သေးဘူးဆိုရင်ကြံတဲ့လူနည်းစုတွေအတွက်တော့ ဘာမှပြောလို့မရအောင်အဲ့ဒါယုံကြည်မှုပြက်ပြားစေတဲ့အချက်မှအဲ့ဒါပါတယ်ကျွန်တော်မယုံနိုင်ကြဘူးဆိုတာမယုံနိုင်ကြလို့ကျွန်တော်တို့တော်လန်ရေးကြတာလေနော်မယုံနိုင်ကြအောင်တောင်းနဲ့တောင်းတော်လန်ဖို့အတောင်းနဲ့တောင်းဒီယုံကြည်မှုခက်ခဲကြရဲဆိုဆွမ်းတော်ပြောထဲ့သွင်းစမ်းသပ်ဖို့ဘယ်လောက်ရှိလဲဆိုတာလက်တွေ့ဘယ်လောက်လုပ်ပြနိုင်လဲဆိုတာ ਨੇ ဆိုင်နေပေါ့အဲ့တော့ကျွန်တော်တို့ကတော့ဟိုလူငယ်တွေကတော့လှုပ်ရှားရှားလုံနေကြတယ်ဟိုအရေးယူပြတဲ့အဖွဲ့ရဲ့အရေးယူခံရတဲ့အဖွဲ့ကတော့ဆွမ်းတော်ပြောသလိုတတ်နေသူတော့အဆင်ပြေသွားရင်မပြေသေးတာတော့ဆွမ်းတော်အဲ့ဒါမကြေလည်တဲ့သူတွေကတော့မပြေသေးဘူးပေါ့နော်အဲ့ဒါတွေကကျွန်တော်တို့ကတော့အများကြီးလုပ်ရပါဦးမယ် ဟုတ်ကဲ့အတင်တာနောက်ဆုံးမေးခွန်းပါမယ်ပာဆနာလို့လည်းပြောရင်ပြောလို့ရမှာပေါ့လေနော်ဘာလို့လဲဆိုတော့အဲမတင်စာဆိုလို့ရှင်ဒါမိခင်နိုင်ငံနဲ့အဝေးရောက်နေပြီဟုတ်လား exact ဘဝမှာရောက်နေပြီဟုတ်လားအာနာသိမ့်ပြီးကလေးကနေပြီးတော့နိုင်ငံကိုစွန့်ခွာရတာပေါ့ဒီလိုပဲအဲ့လိုမျိုးတခြားအဲ လူတွေပေါ့နော်လူငယ်တွေပါဝင်အခုဆိုလို့ရှိရင် recruitment အဲ့လိုမျိုးသူစစ်သားစုဆောင်ရေးနဲ့ထွက်ပြေးရတဲ့လူတွေလည်းအများကြီးပဲဒီဘက်နိုင်ငံထဲမှာရောက်နေကြသလိုဟုတ်လားမိုက်ခရိုနီလည်းအများကြီးပဲဒီအလုပ်သမားတွေပေါ့နော်ဆိုတော့အဝေးရောက်ကာလမှာအမျိုးသမီးတယောက်တက်ကြွလှုပ်ရှားသူတယောက်အနေနဲ့ဘလို့ရင်ဆိုင်ရက်တီရလဲဆိုတဲ့ဥစ္စာလေးကိုပုံဖော်ပြပါပါအဓိကတော့ဗာလဲဆိုတော့ကျွန်တော်ရွေးချယ်မှုပေါ့နော်ရွေးချယ်မှုက ကိုကဒီနေရာကိုရောက်နေတာကိုကိုရန်ရွေးချယ်ထားရလားဒါမှမဟုတ်မဖြစ်တာလုံးလို့ရောက်နေရတာဆိုတဲ့ဟာကကျမတို့ပို့ပြီးတော့ထွက်စီတယ်ကျမထင်တယ်အာဒီမှာကြည့်နေတဲ့ပြည်သူတွေထဲမှာဆိုရင်လည်းကျမတို့ထားပါတော့ဥပမာအင်တာနက်ပိတ်ခံရတယ်ပေါ့ကျမတို့ကအင်တာနက်သုံးကြည့်လို့မှမသုံးကြည့်မသုံးကျမတို့ထဲမှာပဲရှိတယ်ဖွင့်လိုက်မယ်ပိတ်လိုက်မယ်ကိုယ့်အကိုဆုံးဖြတ်တယ်ဒါမှမဟုတ်ဘဲနဲ့အစိုးရကနေအင်တာနက်ပိတ်ချလိုက်တဲ့အခါမှာသုံးလို့မရတဲ့အခါမှာဖြစ်တဲ့ခံစားချက်တူတူပဲကျမတို့အာပြည်ပကိုမထွက်ချင်မဲ့ထွက်လိုက်ရတယ်ထွက်ဖို့အစီအစဉ်မရှိဘူးအရင်ကထွက်ဖို့အစီအစဉ်ရှိတဲ့သူတွေတော့ သူ့အနေသူကို့အစီအစဉ်နဲ့ကို့ဖြစ်သွားတယ်။သို့တော့ထွက်ဖို့မဆုံးဖြတ်ထားပဲနဲ့ဆုံးဖြတ်လိုက်ရတဲ့ကိစ္စမှာကျွန်တော်တို့ကလူခွင့်ချိုးဖောက်တယ်ဆိုတာပြောသူလွတ်လပ်ခွင့်ပျောက်ဆုံးသွားတာ။ရွေးချယ်ခွင့်မရတော့ဘဲနဲ့လုံလိုက်ရတဲ့အရာမှန်သမျှကျွန်တော်တို့တော့မပြောစေဘူး။မပြောစေဘူးဆုံးရှုံးမှုဖြစ်စေရဲ့နစ်နာမှုဖြစ်စေရဲ့ကျွန်တော်တို့ဘယ်ကဘာရောက်ရောက်ဘယ်ဟိုးရောက်ရောက်ကိုယ်တိုင်ဆုံးဖြတ်ထားတာမဟုတ်တဲ့အခါမှာရောက်တဲ့နေရာမှာပဲပျော်သလိုနေလိုက်ရတယ်။ရောက်တဲ့နေရာမှာဖြစ်သလိုနေရတယ်ဆိုတဲ့အနေထားတော့ရှိရပေါ့နော်။အဲ့တော့ဘာခံစားချက်လဲဆိုတော့ပြောင်းကျင်တယ်။ရအောင်ပြောင်းမယ်။ ပြီးရင်ပြည်တွင်းထဲကပုံနေမြင်စိတ်ထဲမှာမကောင်းထူးထူးဆင်းရတော့ဟွာပေါ့နော်ပြည်တွင်းထဲမှာပြည်သူတွေနစ်နာနေကြတယ်ဆုံးရှုံးနေကြတယ်ဒါတွေမြင်ရတယ်လို့ပဲတစ်ဖက်မှာကိုပြည်တွင်းကိုနိုင်ငံကိုကိုကမဆုံးဖြတ်ခဲ့ပဲထွက်ခဲ့ရတဲ့အခါမှာခံစားချက်ကတော့မကောင်းဘူးဟုတ်ကဲ့အခုလိုမျိုးလာရောက်ပြီးတော့ဖြေချပေးတဲ့အတွက်ကြောင့်မတင်စားရှင်လက်ကြီးကိုကျေးဇူးတင်ရှိတဲ့အကြောင်းပြောပြချင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ ကျွန်တော်တို့ရဲ့စနေသတင်းစကားဝိုင်းအတန်လှင့်စီစဉ်ကိုဒီမာရီမဲရန်နာခွင့်ပြုပါခင်ဗျာစီစဉ်ကိုအဆအဆုံးနားဆင်ပေးကြကြလို့အထူးကျေးဇူးတင်ရှိကြပါမှာရှိတဲ့ပတ်ဒီချိန်မှာပဲပြန်ဆောင်ကြအောင်မယ်နော်